သောသူများအားလုံးပဲမင်္ဂလာပါစစ်သောသူများအားလုံးပဲမင်္ဂလာပါရှင်အောက်တိုဘာလ3ရက်နေ့တောက်ချာနေ့မှာနော်ဗုဒ္ဓဘူးရာသီကသူကပြောင်းနေနော်ဘယ်ကနေဗုဒ္ဓဘူးကနေဘယ်ကနေဘယ်ကိုပြောင်းတာလဲဆိုလို့ရှိရင်ဗုဒ္ဓဘူးကကံရာသီကနေပြီးတော့တူရာသီကိုပြောင်းနေပေါ့နော်ဗုဒ္ဓဘူးပြောင်းနေ6ရက်နေ့လာမယ့်6ရက်နေ့မှာ တောက်ချာတောက်ချာကိုရနေမှာတောက်ချာဟာလေတိမ်ညာဒီရနေပြီးတော့ကံရဒီကိုပြောင်းမယ်ပေါ့เนาะအဲ့လိုဂျူပြောင်းလေးတွေရှိသလိုပဲเนาะကျမတို့ဂယူဆိုင်ရမယ့်ကိစ္စတွေလည်းရှိနေတယ်ဒါအပြင်ကောင်းတာတွေလည်းရှိပါတယ်เนาะအဲ့တော့ဂယူဆိုင်ရမယ့်ကိစ္စတွေထဲမှာဘာဒီပါတယ်လဲလို့ပြောရင်နံပါတ်1ကတော့သဘာဝဘေးတွေရှိနေသေးတယ်เนาะသဘာဝဘေးတွေရှိနေသေးတယ် အဲဘေးရင်အရပြောရရင်တော့ဒီအောက်တိုဘာလပထမ10ရက်အတွင်းမှာငောတောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာ မုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ဒါတောင်အောက်တိုဘာလပထမ10ရက်အတွင်းမှာဖြစ်နိုင်တယ်ပေါ့နော်တောင်တရုတ်ပင်လယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာမုန်တိုင်းကြီးတွေဖြစ်နိုင်တယ်အဲ့လိုပဲနော်ဖိလစ်ပိုင်တရုတ်ဗီယက်နမ်အိန္ဒိယမြန်မာထိုင်းစတဲ့ နော်နိုင်ငံတွေမှာလည်းမုန်တိုင်းလေးတွေရှိနိုင်တယ်။ဒါ့အပြင်ကျမတို့အမေရိကတိုက်နဲ့ဩစတြေးလျတိုက်မှာလည်းနော်သဘာဝဘေးတွေကြုံနိုင်တာတွေရှိပါတယ်နော်။အဲ့တော့ဒါတွေကိုကျမတို့နော်ကတ်ဘေးတွေပဲဒါတွေရပါတော့နော်။အဲ့ဒါတွေကိုကျမတို့လွတ်မြောက်နိုင်ဖို့အတွက်အထူးရေရာတွေလည်းပြီးခဲ့တဲ့လတုန်းကတော့ပြီးခဲ့ပြီးပြီဒါပေမဲ့ဒီအောက်တိုဘာလအတွက်ကိုလည်း အထူးရေတရားကိုကျွန်မပေးပါမယ်နော်ခုနှစ်ရသားသမီးတွေအော်တိုဘာလအတွင်းမှာနော်ကံပွင့်စီဖို့နဲ့တချို့မကောင်းတဲ့အကုသိုလ်ကံတွေကိုနောက်ကိုမလိုက်စီဖို့အတွက်နော်လောက်ရမယ်ရေတရားလေးကိုထပ်ပြီးတော့ပေးချင်ပါတယ်ဒါကလည်းကျွန်မပေးနေကြပါပဲနော်ဒီဂုံတော်ဖះဂုံတော်ပွားတယ်ပေါ့နော်ပြီးရင်မြတ်တာဘာဝနာပွားတယ်ပေါ့နော်ပြီးရင်တော့ကိုယ့်ရဲ့ အဲမရဏနုတတိပေါ့နော်ဒါမရဏနုတတိနော်ဒီကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှင်နော်သိခြင်းတရားကို မမေ့မလျှော့နော်ပူခြင်းနာခြင်းသိခြင်းဓာတ်တွေကိုမမေ့မလျှော့ပဲနေကျမတို့ကသတိလေးနဲ့နေတယ်ပေါ့နော်ဓာတ်တွေကတော့ကျမတို့ပုံမှန်တိုင်းလောက်ကြလိမ့်မယ်လို့ကျမယူဆပါတယ်ပြီးခဲ့တဲ့အဘက်ကလည်းကျမပြောတယ်နော်ဒီဘာဝနာတရားလေးနဲ့ နေမယ်ဒီကာလကနော်ဒါနတစ်ခုတည်းတွေမလုံလောက်ဘူးဒါနသီလဘာဝနာအားလုံးပွားဖို့အတွက်လိုလိုအပ်တယ်လို့ကျမပြောရပေါ့နော်အခုဒီနေ့ကျမပြောချင်တာကဘာကိုပေးချင်တယ်လဲဒီနေ့ကကျမဘာကိုလှုပ်စီချင်တယ်လဲဆိုတော့ကျမကဒီနေ့ပဋ္ဌာန်းပေါ့နော်တချို့ဒေသတွေမှာပဋ္ဌာန်းပူဇော်လို့မရတဲ့နေရာတွေမှာတော့ဘာပူဇော်ရမလဲဆိုရင် ပရိတ်ကျဆက်သသုပ်ပူဇော်လို့ရတယ်เนาะတချို့ဒေတာတွေမှာတော့ကျွန်မပဋ္ဌာန်းပူဇော်စီခြင်းလေเนาะဒါကလည်းပဋ္ဌာန်းပူဇော်တာပူဇော်လက်ဆရှိတဲ့လူတွေကတော့ပို့ပြီးတော့เนาะဟိုပို့ပြီးတော့ယုံကြည်တရားစိတ်ပို့ပြီးတော့တိုးလိုက်မယ်လို့ကျွန်မယုံကြည်ရယ်เนาะဘယ်လိုလုပ်မလဲဆိုရင်ပဋ္ဌာန်းကိုကိုအစဉ်ပြေအချိန်တစ်ချိန်ကိုတတ်မှတ်လိုက်ပါ နော်ကျမကတော့ကိုယ့်ရဲ့မွေးနေ့တနေ့ကနေစစီခြင်းလေနော်ဥမာတနင်္လာသားသမီးဆိုရင်တနင်္လာနေ့ကစလိုက်အင်္ဂါသားသမီးဆိုရင်အင်္ဂါနေ့ကစမယ်ပေါ့နော် စနေသားသမီးဆိုရင် စနေနေ့ကနေစလိုက်ကိုစတဲ့နေ့မှာလေကိုကတတ်တတ်လွတ်စားပြီးကိုစတဲ့နေ့မှာတတ်တတ်လွတ်စားလိုက်မယ်ပြီးရင်အဋိဒ္ဌံယူလိုက်မယ်နော်ဖះရှိမှာအဋိဒ္ဌံယူမယ်ပေါ့နော်ဒီနေ့ကနေစပြီးတော့ပဋ္ဌာန်းကိုရက်60တိတိ လုတ်စေချင်တယ်။ဒါပေမဲ့ရက်60စဖို့ခန့်ရင်6ရက်ကနေစ6ရက်10ချိန်ဒါလည်းလုတ်လို့ရတယ်ပေါ့နော်။အဲ့တော့6ရက်ကနေစလို့ရတယ်။စတဲ့အချိန်မှာတတ်တတ်လို့စားမယ်၊ရေမိုးချိုးထားမယ်နော်။တန်ကြိုပေါ့အနံ့အသက်တွေမရှိအောင်ကိုကလှုပ်ထားမယ်ပြီးရင်အဲ့ဒီစတဲ့အချိန်ကိုမှတ်ထားပြီးနောက်နေ့တွေလည်းအဲ့ဒီအချိန်တွေကိုပဲဇက်တိုက်စသွားပါနော်အချိန်မှန်အချိန်မှန်မှန်လေးလှုပ်သွားပါတချို့ကခီးသွားနေတယ်ဆရာမဆိုလဲအဲ့ဒီ ဥမာဆိုပါစို့နော်ကျမတို့9နာရီရွတ်တယ်ဆိုရင်နေ့တိုင်း9နာရီည9နာရီတိုင်းရွတ်သွားတာနော်လမ်းသွားနေခီးသွားနေလဲစောက်လေးထုတ်ပြီးတော့ည9နာရီတိုင်းကျမတို့ပထမ်းပူစော်ကြတယ်ပေါ့နော်အဲ့ဒီလိုပဲညကိုအစင်ပြေးတဲ့အချိန်တစ်ချိန်ကိုတတ်မှတ်ပြီးတော့အဲ့ဒီအချိန်ကိုဘာကြောင့်မှအပြတ်မခံမဲနဲ့ပထမ်းကိုပူစော်ပါပူစော်ပြီးတော့လဲကိုကဘာမှစုတောင်းစရာမလိုဘူးပထမ်းကပူစော်တယ်ဆိုရင် ကိုမှရှိနေတဲ့ကိုကိုအကျိုးပေးပင်အကုသူတွေအကျိုးမပေးနိုင်တော့ဘူးเนาะအကုသူတွေကိုလုံးဝကိုအဟန့်အတာတကယ်ကိုဖြစ်စေပါတယ်เนาะအဲ့တော့ပထန်းပူစော်လိုက်ပါပထန်းပူစော်ပြီးရင်ကျမတို့တရားထိုင်တာပေါ့เนาะတရားထိုင်တာလေးကိုတော့ကျမ10မိနစ်အနည်းဆုံး15မိနစ်လုပ်စီခြင်းလေတဏှာကြီးလောက်ထိထိုင်နိုင်နေဆိုရင်တော့ကိုကောင်းတာပေါ့เนาะအဲ့တော့ဒီနေ့ကိုအနည်းဆုံး 15မိနစ်ကနေစပြီးတော့ထိုင်ပါ15မိနစ်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 나ယူဝက်တနာကြီးကျမအချိန်မရတဲ့နေ့ဆိုရင်ကျမ15မိနစ်ထိုင်တယ်အချိန်ရတယ်ဆိုရင်တနာကြီးကျော်တနာကြီးလောက်ထိုင်တယ်ပေါ့နော်တနာကြီးထိုင်တယ်အဲအချိန်အားနည်းနေရမဟုတ်ဘူးအချိန်ကတော့နည်းနည်းပဲရတယ်ဆိုရင်나ယူဝက်ထိုင်တယ်ပေါ့နော်ဟုတ်ပြီအရင်တော့ကတော့တနာကြီး2နာရီလောက်ထိထိုင်တယ်2နာရီလောက်ထိထိုင်တယ်ပေါ့နော်အခုအဲ့လောက်ကြီးဒီကိုကအချိန်ပေးဖို့အခက်ခဲရှိလာတဲ့အခါကျတော့ ကိုအဆင်ပြေတလောက်ကိုကိုကကိုအချိန်ကိုကိုကပြန်ပြီးတော့စီမံခန့်ခွဲရတာပေါ့နော်အဲ့ဒါကြောင့်အနည်းဆုံးတော့ကျမက15မိနစ်လောက်တော့ထိုင်စီခြင်းနဲ့ပထမ်းမပူစောခင်မှာမြစ်တာပို့ပါနော်အဲ့တော့ကျမကဒီလိုအစီအစဉ်လေးလုပ်စေခြင်းနဲ့ဖျားရှိခိုးမယ်သီလာယူမယ်သီလာယူပြီးရင်သီလာယူပြီးပြီဆိုရင်တရဏဂုံတရဏဂုံပတိတပတ်လောက်စိတ်ပြီးပါ ဗုဒ္ဓံသရဏံကိသမိဓမ္မံသရဏံကိသမိတန်ခံသရဏံကိသမိဗုဒ္ဓံသရဏံကိသမိဓမ္မံသရဏံကိသမိတန်ခံသရဏံကိသမိဗုဒ္ဓံသရဏံကိသမိဓမ္မံသရဏံကိသမိတန်ခံသရဏံကိသမိပရိဒပတ်စိတ်မယ်အဲ့ဒါပြီးပြီဆိုရင်ဂုံတော်ပွားပေးပါနော်ကိုကဂုံတော်ကိုးပါးကိုကိုးခပူစော်လေရတယ်နော်ဂုံတော်ကိုးပါးကို ကိုးကောက်ပူဇော်မယ်ဂုံတော်ကိုးပါးကိုကိုးကောက်ပူဇော်ပြီးပြီဆိုရင် ကျမတို့မြတ်တာပို့ပဲเนาะမြတ်တာပို့မယ်မြတ်တာပို့ပြီးပြီဆိုရင် ကျမတို့ဒီပဋ္ဌံပူဇော်ဖို့အတွက်ကိုအဋ္ဌံပြုမယ်เนาะအဋ္ဌံပြုမယ်မြတ်တာပို့ပြီးပဋ္ဌံပူဇော်ဖို့အတွက်အဋ္ဌံပြုမယ်ပြီးရင်ကျမတို့ပဋ္ဌံပူဇော်မယ်ပဋ္ဌံပူဇော်ပြီးပြီဆိုရင်အဲ့ဒီချိန်မှာ နော် net တွေပြန်မပို့ net တွေပြန်ပို့လေးရတယ်နော်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဆောက်ရှောက်ပုဂ္ဂိုလ်တွေ net ပြမာတွေနော်ကျွန်ုပ်နဲ့အတူတူနော်ဒီအာနာပါနကမ္မထံကိုအတူတူအားထုတ်ကြပါအောင်ဆို ဆိုလို့ရှင်လေနော်အတူတူအားထုတ်လို့ရတယ်နော်15မိနစ်ဆို15မိနစ်နိုင်ဝတ်ဆိုနိုင်ဝတ်တနိုင်ဆိုတနိုင်အဲ့လိုလေးပြောပြီးတော့ပူဇော်ပါနော်ဟိုကမ္မထံဝိပဿနာ ပူဇော်ပါလို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်အဲ့ဒါကတော့ကျင့်စဉ်ပိုင်းဖြစ်သွားပြီပေါ့နော်ကျင့်မှာပေါ့နော်ဘာကြောင့်လဲဆိုရင်အခုကာလမှာကျွန်မတို့ဒီမှာနောက်ကနေပြီးတော့အကုသို့ကံနေရကျွန်မတို့အချိုးပေးဖို့အတွက်အမြဲတမ်းစောင့်နေတယ်အမြဲတမ်းစောင့်နေတဲ့အကုသိုလ်ကံတွေကနော်အဲ့ဒီအကုသိုလ်ကံတွေကနေလွတ်အောင်လုပ်နိုင်တာအချက်ကပြောမယ်ဆိုလို့ရှိရင်တော့နော်တရားမထိုင်ဒါအလွယ်တကူကိုယ်ဝင်ပြီးတော့အနှောက်အယှက်ပြုနိုင်တယ် เนาะအကုသိုလ်ကံနေကိုတကယ်ကိုအကုသိုလ်ကံနေကိုကျမတို့ကြော်လွှားခြင်းနေဆိုရင် အကုသိုလ်ကံနေကိုအခုချိန်မှာကိုရှိမှာအကျိုးမပေးနေခြင်းမူဆိုရင်ဘာဝနာတရားကပဲအဟံတာပြုနိုင်တယ်အဲ့တော့ဘာဝနာထဲမှာဗုဒ္ဓနုတတိရလည်းဘာဝနာပဲမြတ်တာကလည်းဘာဝနာပဲเนาะပြီးတော့အာနာပါနကမ္မထံကလည်းဒါလည်းဘာဝနာပဲဝိပဿနာ လုပ်တယ်ဆိုလည်းဒါလည်းဘာဝနာပဲအဲ့တော့အဲ့ဒီတရားတွေဒီတရားတွေကသာလင်ကိုကို အကုသို့ဘေးရနေပြီးတော့လွတ်စေတာပေါ့နော်အဲ့တော့ဒါလေးကိုတော့ကျွန်မကဒီကာလတွေမှာလုတ်စီခြင်းနဲ့အငြင်းတန်းလုတ်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်နော်ဒါကဒီတစ်ပတ်အတွက်ရေတရားလို့နားလည်ပြီးပါဒီလအတွက်ရေတရားပေါ့နော်အဲ့တော့ဒီနေ့အခုကနေစပြီးတော့ကျွန်မကနေ့လိုက်ဆောင်ရယ်ဆောင်ရယ်တွေကိုကျွန်မပြောပါမယ်နေ့လိုက်ဆောင်ရယ်ဆောင်ရယ်တွေကိုမပြောခင်မှာ ဒီကာလမှာဆိုးမိုးတဲ့ခန်းတွေကိုကျွန်မပြောပါမယ်เนาะတချို့ထီထိုးတာတို့ဘာလို့ဝါသနာပါတဲ့လူတွေထီထိုးနိုင်မှုအတွက်ဆိုးမိုးတဲ့ခန်းတွေကိုပြောပါမယ်အောက်တိုဘာလ2ရက်နေ့ကနေစလိုက်မယ်เนาะအောက်တိုဘာလ2ရက်နေ့ကနေ ပြီးတော့10ရက်နေ့အတွင်းမှာတော့9ခန်း6ခန်း6ခန်း9ခန်းเนาะ9ခန်း9ခန်း6ခန်းဒါတွေက ကြီးဆိုးပါတယ်เนาะဆိုးမိုးပါတယ်အဲ့တော့9 6 9ဒီကနန်းတွေကိုကန်ဆန်းမယ်ဆိုလို့ရှင်တော့ကန်ဆန်းနိုင်ပါတယ်ဒီကာလတွေမှာအောက်တိုဘာလ2ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းမှာ9 6 9ကနန်းဆိုးမိုးတယ်အဲ့ဒါကြောင့်အဲ့ကနန်းတွေကိုကန်ဆန်းမယ်ဆိုလို့ရှင်လဲကန်ဆန်းလို့ရပါတယ်เนาะ ချက်သောသူများအားလုံးအောက်တိုဘာလမှာလည်းဘေးရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေမကောင်းသောဘေးမကောင်းသောရန်ဟုသည်မြကင်းဝေး၍ကျမ်းမာချမ်းသာကြပါစေကောင်းရာကောင်းကျိုးတွေကိုစင်ဆက်မပြတ်လှုပ်ဆောင်နိုင်ကြပါစေလှုပ်ဆောင်သည်မြကောင်းရာကောင်းကျိုးတိုင်းအောင်မြင်ကြပါစေ